ဒီနေ့ဟာသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ရာနေ့ဖြစ်တယ်လို့ကျွန်တော်တို့တွေလည်းကောင်းကင်မှာကောင်းကင်သားဖြစ်နာမည်စီရင် ဝင်ခဲ့တဲ့နေသူနေ့လည်းဖြစ်တယ်ဒီနေ့ခရစ်တော်ရာဒီနေ့ဒီချိန်မှာလွန်ခဲ့တဲ့ AD 30တုန်းကရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ကျမတို့ယုံကြည်နေတာတွေအလုံးဟာအချီးပဲဘာကြောင့်လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အခါမှာလေကေတင်ချင်းအမှုကိုဘလောက်ဒီစိတ်ချအောင်ပြောတယ်လဲဆိုတော့မင်းတို့ကေတင်ချင်းအမှုကိုဆုံးရှုံးမှာကိုမစိုးရင်ဘာဖြစ်လို့လဲဆိုတော့မင်းတို့ကိုပေးတဲ့ထာဝရအသက်ကို ါပွက်ထားပြီးတယ်လို့ပြောတယ်ကျွန်တော်ကိုးကွယ်တဲ့ဘုရားသာဝရဘုရားကကျွန်တော်တို့ရဲ့အသက်ကိုပွက်ထားပြီးရင်ဘယ်သူခိုးလို့ရအောင်မလဲနားလည်မနော်အကြောင်းတကူရောရှိမှာလို့တော့ကိုယ်ခံရင်အသက်ရှင်မမမချောပါ โอเคဒီနေ့ကျွန်တော်နှုတ်ကပတ်တော့အစာပြုတ်ဖို့ရန်အတွက်ဂျပိုင်လေးတစ်ပိုက်ဖတ်ချင်ပါလေအဲ့ဒါလေးကိုကျွန်တော်တို့ရမယ်ဆိုရင်တို့ကဖတ်ကြည့်ရအောင်ရှင်မတဲ့အခန်းကြီး20နဲ့ရှေးအပိုင်း6အဲ့ဒါကိုကြည့်မယ်ပြီးရင် going to over asa ပထမဆောင်ခန်းကြီး15အပိုင်းနဲ့အပိုင်းနဲ့3ကနေ4ပြီးရင်ကျွန်တော်တို့ call out တဲ့ခန်းကြီးနဲ့အပိုင်းနဲ့ဆက်နေ။ဟုတ်ကဲ့နော်ကျွန်တော်တို့အရင်ဆုံးဖတ်ချင်တဲ့ ကျမ်းပိုက်ကတော့ရှင်မတဲခန်းကြီး28ပိုင်းနဲ့6ရမယ်ဆိုရင်ကျွန်တော်တို့ဒီလိုကဖတ်ကြည့်ရအောင်ဤအရက်၌မရှိအမိန်တော်မူသည့်အတိုင်းထားမြောက်တော်မူပြီးလာကြတခင်လျောင်းရာအရက်ကိုကြည်ကြလောပြီးတော့ကျွန်တော်တို့တီကောကောရင်တိုအဝါဒါစာခန်းကြီး15ပိုင်းနဲ့ကျွန်တော်တို့3ကနေ4မှာဆိုရင်ကျွန်တော်ပါတွေ့ရတယ်လေဆိုတော့ဒီမှာဖတ်ပြမယ်နော် ငါဒီကိုယ်တိုင်ခံယူတိအတိုင်းတင်တို့အားရှေးဥစွာအပ်ပြီးတော့အကြောင်းရာဟုမူကခရစ်တော်ဒီကျမ်းစာလာပြီးအတိုင်းငါတို့အပြစ်ကြောင့်အတိခံတော်မူ၏အကျိုးပြီးမှကျမ်းစာလာပြီးအတိုင်းသုံးရက်မြောက်တော်နေ၌ထမြောက်တော်မူ၏ပြီးရင်ကျွန်တော်တို့ကောလောတဲ့ခန်းကြီး အပိုက်ငယ်ဆိုတော့စက်နှစ်မှာဆိုရင်ပါတွေ့ရလဲဆိုတော့ဗတ္တိဇံအားဖြင့်ထိုသခင်နှင့်အတူတကြိုချင်းကိုခံရ၏ခရစ်တော်ကိုတည်ချင်းမှထမြောက်စေတော်မူသောဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကိုယုံကြည်တော်အပြင်ဗတ္တိဇံကိုခံ၍ထိုသခင်နှင့်အတူထမြောက်ခြင်းကိုရောက်ကြ၏တို့ကျမ်းစာကရေးထားတာဖြစ်တယ်ဒီအရာလေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ ကျွန်တော်ကလွန်ခဲ့တဲ့ AD 30လောက်တုန်းကဒီနေ့လိုအချိန်မျိုးမှာသခင်ယေရှုဟာရှင်ပြန်ထမြောက်ပြီးတော့ကျွန်တော်ထိုင်ကြတယ်ပြီးတော့လွန်ခဲ့တဲ့ AD 30မှာတုန်းကဟိုကနေ့ဆိုတောက်ကြနေဆိုရင်ဗာပြောကြလဲ good friday ကောင်းတော်တောက်ကြနေစသဖြင့်ပြောကြတယ်ကျွန်တော်ကကောင်းတော်တောက်ကြနေလို့ပြောတော်ညာလေခဏချင်းချင်းလဝကားတိုင်းမှာတခင်ကျွန်တော်တို့အတွက်ပြီးစေရတဲ့အချိန်ဖြစ်တယ် ဒါတော့ကျွန်တော်တို့နားလည်မယ်ဆိုရင်ကျမ်းစာထဲမှာကျွန်တော်တို့ရှင်ပြန်ထမြောက်ခြင်းဟာတခါတလေကျွန်တော်တို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့နဲ့မဆိုင်သလိုလိုကျွန်တော်ခရစ်တော်တော့ဒီနေ့ဟာခရစ်တော်ဖခင်ရဲ့ရှင်ပြန်ထမြောက်ရာနေ့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကြတော့မပါသွားနေရောင်ရောင်ကျွန်တော်တို့ကမိမိရဲ့အသက်တာတွေမှာတိုင်ကြတယ်ဒါပေမဲ့ဒီနေ့ကျမ်းစာကတော့ကျွန်တော်ကိုပြောထားတဲ့အရာလေးကဗတ္တိဇံအဖြစ်သူတခင်နဲ့အတူတည်တဲ့ခါမှာတဲ့ ထိုးသခင်ရှင်ပြန်ထမြောက်လို့ရှိရင်မိနှုတ်မိနှုတ်တွေမပါပဲနေခဲ့သလားပြောတဲ့ခါမှာအဲ့ဒါလေးကိုကျွန်တော်ကြည့်ပြီးတော့ဒီနေ့ဟာသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ရာနေ့ဖြစ်တယ်လို့ကျွန်တော်တို့တွေလည်းကောင်းပြန်မှာကောင်းပြန်တာဖြင့်နာမည်စရင်ဝင်ခဲ့တဲ့နေသူနေ့နေ့ဖြစ်တယ်။ဒါကြောင့်သခင်ရဲ့ရှင်ပြန်ထအပြောင်းခြင်းထဲမှာကျွန်တော်ဂျမားတို့တွေလည်းပါတယ်ဆိုတာကိုကျွန်တော်နားလည်ရပါ ခါလေကျွန်တော်တို့အာခရစ်တော်ကပဲတပါးတည်းပဲကျွန်တော်တို့ရှင်ပြန်ထမြောက်သွားတရားအောင်ကျွန်တော်တို့ကထင်တတ်ကြတယ်။မကြောက်လေဆိုတော့ကျွန်တော်တို့ကမီယိုဖလာမှာကျွန်တော်တို့တွေအာယုံကြည်လာကြတယ်၊ကိုးကွယ်လာကြတဲ့အရာတစ်ခုလေးကိုကျွန်တော်ဒီမှာရှိတယ်။ညီကောင်မတော်တွေတခါတည်းရှင်ပြချင်။မလေးဆိုတော့ကျွန်တော်တို့ကဘုရားသခင်ရဲ့အလိုတော်ကသူ့ရဲ့ ယုံကြည်ခြင်းလို့ပြောတဲ့အခါမှာသူ့ရဲ့နှုတ်ကပတ်ဓမ္မတရားကိုမဖြစ်မလဲအရင်ဆုံးကြားတာပါတခင်ရှိ့ကိုချက်ချင်းကိုမိငါ့ကိုချက်ချင်းယုံဖို့လို့ငါမပြောဘူးနော်ငါရေးသားထားတဲ့ငါရဲ့နှုတ်တော်ထွက်စကားတွေကိုမဖြစ်မလဲအရင်ဆုံးမေဖတ်ရှုဖို့ဖတ်ရှုပြီးတော့မိစိန်နှလုံးထဲမှာဟုတ်ဒီမဟုတ်ဒီကိုစင်ကြင်တွေ့တော့အေးရနေရလာတဲ့အဖြေကိုတခင်ရှိ့ကယုံကြည်ခြင်းလို့ပြောတယ်ဒီနေ့တော့ကျွန်တော်တို့ကမြတ်တော်အဖြစ်ဗာပြောကြတယ်လေ သခင်ဟာကျွန်တော်တို့ရဲ့ကိုစားလောကရဲ့မှာအတိခံနေကျွန်တော်တို့ရဲ့ကိုစားတကြိုချင်းခံနေကျွန်တော်တို့ကိုစားရှင်ပြန်ထမြောက်ကျွန်တော်တို့ကိုစားကောင်းကင်ကိုတက်သွားတယ်လို့ပြောတဲ့အခါဒါဆိုရင်ကျွန်တော်တို့ကပြေဖို့သွားမယ်လေအဲ့ဒါကျွန်တော်တို့တွေစဉ်းစားဖို့ရတဲ့လိုအပ်တယ်ဒီနေ့စမ်းစာမှာရေးထားတဲ့အရာဒါဆိုရင်ကျွန်တော်ကျမတို့မိဘတွေယုံကြည်ခဲ့တဲ့အရာတွေကလွဲမနေသလားလို့ကျွန်တော်တို့ အဲ့လိုပြောလို့ကျွန်တော်လွှဲမားတယ်လို့မပြောဘူးဒါပေမဲ့ကျမ်းစာမှာပါတဲ့အရာလေးကတော့သခင်ယေရှုလဝါကားတိုင်းတက်တဲ့ချိန်တုန်းကလည်းပါပြောတယ်လို့ဆိုတော့လူအပေါင်းကိုငှထန်တို့ဆွဲမိလို့ပြောတယ်လူအပေါင်းရဲ့ကိုယ်စားလဝါကားတိုင်းမှာငါအတိခံပြီးလို့မပါဘူးပြီးတော့ကျွန်တော်တို့ကျမ်းစာမှာတကြိုချင်းခံရတဲ့ခါမှလေထိုသခင်နှစ်အတူတကြိုချင်းကိုခံရတယ် ဲ့တော့အဲ့လိုထိုးတခင်နဲ့အတူလဝကားထဲမှာအတီခံနေထိုးတခင်နဲ့အတူတကြူချင်းခံရလို့ရှိရင်ထိုးတခင်နဲ့အတူရှင်ပြန်ထမြောက်ချင်းမှာရောကျွန်တော်တို့မပါပဲနေမလားတော့သစ္စာစကားပြောတဲ့ဘုရားတခင်ကဘာပြောလဲဆိုတော့သစ္စာစကားဟူပုကထိုးတခင်နဲ့အတူတည်းနဲ့ထိုးတခင်နဲ့အတူရှင်ပြန်ထမြောက်မယ်လို့ကျမ်းစာမှာပြောတယ်အဲ့လိုတင်မလားဆိုတော့မဟုတ်ဘူး ထိုသခင်နှင့်အတူကောင်းကင်မှာဘုရားသခင်ရဲ့လက်ရာဘက်မှာထိုင်နေတဲ့ခရစ်တော်နဲ့အတူကျွန်တော်တို့ရဲ့အသက်ကိုဘုရားသခင်ဟာပေးမှာဝတ်ထားပေးတယ်ဆိုတော့ကောင်းကင်မှာဝတ်ထားပေးတယ်ပြောတယ်။အဲတော့ကျွန်တော်တို့ရဲ့ဒီနေ့ခရစ်တော်ဘုရားရဲ့ရှင်ပြန်ထမြောက်ရာနေ့ဟာခရစ်တော်တပါးကြီးထမြောက်တာဖြစ်ပြီးသူ့ကိုယုံကြည်တဲ့အတိုင်းပဲထမြောက်ရာနေ့ဖြစ်တယ်ဆိုတာ အားလုံးဖြစ်မယ်။ပြီးတော့ထမြောက်ခြင်းမှာပဲမပြီးတော့ပဲနဲ့ကျွန်တော်ကျမရဲ့အသက်ကျွန်တော်တို့ကိုခရစ်တော်ရရှိတဲ့အသက်ဟာထာဝရဖြစ်တယ်။ကျွန်တော်တို့ကခရစ်တော်ကိုယားထားတဲ့အခါမှာခရစ်တော်ရဲ့အသက်ကိုကျွန်တော်တို့ယားတာဖြစ်တယ်။ကျွန်တော်တို့တည်တဲ့အသက်ဟာလည်းထာဝရနဲ့ဆိုင်တဲ့အသက်ဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ရဲ့အသက်ကိုဘုရားသခင်ကကောင်းကျင်မှာခရစ်တော်နဲ့ဝတ်ထားပေးတယ်လို့ပြောတော့အဲ့ဒီအရာလေးကိုကျွန်တော်တေချာစဉ်းစားပြီးတော့ဘုရားရဲ့အကျိုးစုတော်ချီးမွမ်းလို့မဟုတ်ဘူး။ ။ဘာကြောင့်လဲဆိုတော့ဘုရားရှင်ကကျွန်တော်တို့လောကမှာအသက်ရှင်နေတဲ့အခါမှာကေတင်ချင်းအမှုကိုဘလောက်ဒီစိတ်ချအောင်ပြောတယ်လဲဆိုတော့မင်းတို့ကေတင်ချင်းအမှုကိုဆုံးရှုံးမှာကိုမစိုးရင်လည်းဘာဖြစ်လို့လဲဆိုတော့မင်းတို့ကိုပြီးတဲ့ထာဝရအသက်ကိုငါဝတ်ထားပြီးတယ်ဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားထာဝရဘုရားကကျွန်တော်တို့ရဲ့အသက်ကိုဝတ်ထားပြီးတယ်ဘယ်လိုကိုးလို့ရအောင်နားလည်းနော်အင်းတော့ကောင်းပြတဲ့ဘုရားဩပြတ်ပြီးကောင်းပြီးလည်း ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့တေချာစဉ်းစားရမယ့်အရာကခရစ်တော်ရှင်ပြန်ထမြောက်တဲ့အချိန်မှာကျွန်တော်တို့လည်းသာဝရအသက်နဲ့ပြည့်စုံခြင်းနဲ့ကျွန်တော်တို့ထမြောက်ခြင်းအမှုမှာပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့သိဖို့လိုမယ်ပြီးတော့ကျွန်တော်တို့ခရစ်တော်တောက်ကြာနေကကားတိုင်းတက်တဲ့ခါမှာခရစ်တော်ပြဟာဖြစ်တယ်လေအမှုကြီးလို့ ကြွေးကြော်ပြီးတော့အသက်တော်ကိုစွန့်နေတဲ့အဲ့တော့ဒီလိုအသက်တော်ကိုစွန့်တဲ့အခါမှာအမတဲခိုင်းကြီးခொနည်းအပိုင်းငယ်50တက်မှာဆိုရင်ဘာဖြစ်ရလဲဆိုတော့ထိုအခါတဲ့ဗိမှန်တော်ဤကလေးကာဒီအထက်စွန်းမအောင်စွန့်တိုင်အောင်စုပ်ကွဲလေမြေကြီးလှုပ်လေချောင်များတို့ဒီလေတွေ့ပြကြဤဒီမှာကျွန်တော်ကြည့်ရှင်းတဲ့အရာလေးဗိမှန်တော်ရဲ့ကလေးကာအထက်စွန်းမအောင်စွန့်တိုင်အောင်ကွဲလေပြောတဲ့အခါမှာကျွန်တော် ခိတော်လဝကားတိုင်းကိုမတက်ခင်တော့ကမိမ့်မှန်တော်ထဲမှာပါလို့ရတယ်ယစ်ပရိကယစ်ပူဇော်ချက်မှုပြုရတယ်အဲ့တော့တန်ရှင်းရာဌာနရှိတယ်လို့အတန်ရှင်းဆုံးဌာနရှိတယ်အဲ့တော့အတန်ရှင်းရာဌာနနဲ့အတန်ရှင်းဆုံးဌာနရဲ့ကြားမှာပါရှိလဲဆိုတော့ကလင်္ကာရှိတယ်အဲ့တော့အဲ့အတန်ရှင်းဆုံးဌာနတဲ့ကိုယစ်ပရိမင်းနဲ့ရလို့ရတယ်တန်ရှင်းဆုံးဌာနထဲမှာပါရှိလဲဆိုတော့ယာရကီရဲ့ green in တတရှိတယ်အဲ့တော့ ျွန်တော်တို့ကအရင်တုန်းကဣတရေရလူမျိုးတွေကပါလို့တည်းလဲဆိုတော့တစ်နှစ်ကိုတစ်ခါအပြစ်ဖြေရာရစ်ပူဆိုတယ်အပြစ်ဖြေရာရစ်ပူဆိုတဲ့အခါမှာသဲတော်ဝင်းနေကိုလာပြီးတော့စိတ်တငယ်တိုးတငယ်စတဲ့ပြအကောင်ကြီးတွေကဆွဲလာတယ်အဲ့စိတ်တငယ်တိုးတငယ်သူ့ရဲ့ယောဂရှိသလားကျိုးနေသလားဆိုတော့ရစ်ပရောတိကချူပြီးတော့မကျိုးဘူးသူဆိုမှလူကြီးအပြစ်ဖြေမှာတည်တယ်ဆိုတောင်းပြီး ို့တော့ရစ်ပရောဟိတ်တွေများစွာရှိတော့လေအထဲမှာရစ်ပူဇော်ခြင်းဒီမှာအကောင်ကိုရစ်ပူဇော်ရတဲ့နေရာရှိအဲ့နေရာที่အခြားသောရစ်ပရောဟိတ်တွေဝင်လို့ရပြီမဲ့အသက်ရှင်ဆုံးဌာနလို့ပြောတယ်ဘုရားတခင်ရဲ့ bring in သစ်တာတော့ရှိတဲ့နေရာခုနေရာကိုကြောက်တော့ဘယ်သူဝင်ရတယ်လဲဆိုတော့ရစ်ပရောဟိတ်မင်းကပဲခုအသေးကြီးပြီးတော့ bring in သစ်တာတော့ပြီးတော့ခံရတတိယအဖြစ်ပြောမယ်ဆိုရင်လူတွေရဲ့အဖြစ်ကို ကိုစားအနေနဲ့ယေဘရဟိမင်းကဖြေလုပ်ပေးရတယ်။အဲ့တော့ကိုဘုရားသခင်ကမလို့ချင်တော့တဲ့ခါမှာပါလို့လဲဆိုတော့ယစ်နဲ့ပူဇော်တကာတွေကမနှစ်သက်တော့အဲ့တော့တကူဒီလောကလူသားတွေအတွက်တကူဒီပူဇော်ရမယ်။အဲ့ထိုးပူဇော်ခြင်းအမှုကိုပြုတာနဲ့လောကလူသားတွေအပြစ်ကြီးရာယစ်ကဲတော့ငါတတ်မှတ်မယ်လို့ကျွန်တော်ဟေပြေးမှာတွေးတဲ့ခါမှာ တခင်ယေရှုကပါပါလုပ်တယ်လဲဆိုတော့ကျွန်တော်သွားမယ်လောကလူတိုင်းအပြစ်ဖြေဖို့ရတဲ့ရစ်တကောင်နဲ့ရှိမယ်ဆိုရင်အဲ့ရစ်တာကျွန်တော်ပဲဖြစ်ပါစေဆိုပြီးတော့တခင်ယေရှုကဝန်ခံကြွေးကြော်ပြီးလောကကိုဆင်းလာတယ်လောကတိုင်းတက်တယ်အဲ့တော့အတိခံနဲ့အသက်ဆွန့်လိုက်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့ဘိတ်မန်တော်ကလေးကဟာထချံခွဲတယ်။အဲ့တော့ကိုကျွန်တော်စဉ်းစားတဲ့အခါမှာအိုးအရင်တုန်းကကျွန်တော်တို့ဟာဖျားတခင်နဲ့တွေ့ဖို့အရေးကို ကျွန်တော်တို့ရဲ့ဂျားမှာယစ်ပရောဟိတ်ကလိုအပ်တယ်ဂျားခံအနေနဲ့လိုအပ်တယ်ဒါပေမဲ့ခရစ်တော်အသက်ဆုံးပြီးတဲ့နောက်ပိုင်းမှာအပြည့်ရဲ့အခအတည်ခြင်းအမှုကိုပြုပြီးတဲ့နောက်ပိုင်းမှာဘိမှန်တော်ကလေးကဟာထက်ချံကွဲသွားတယ်ဆိုတော့အဲ့အရာကိုကျွန်တော်အပြေထုတ်လိုက်တော့ဘုရားသခင်ကပါပြောလဲဆိုတော့အရင်တော့ငါ့ရဲ့သားတွေကငါနဲ့ဝေးတယ်တဲ့အခုငါအထံကိုပြန်ရောက်ခရစ်တော်ရဲ့ကေတင်ချင်းတဲ့ဒင်းစကားကိုကကနနနားလေတဲ့ယုံကြည်သူတယောက်အနေနဲ့ကျွန်တော် ဂျားခံယေဘရဟိတ်မလို့တော့ကျွန်တော်တို့ဟာဘုရားသခင်နဲ့တိုက်ရိုက်စကားပြောနိုင်ရတဲ့အခွင့်ကိုရပြီးကျွန်တော်တို့ရဲ့ပူဇော်တကာရစ်တွေကိုဘုရားသခင်နဲ့ဒါတိုက်ချိတ်ဆက်လို့ရပြီးဆိုတဲ့အကြောင်းအရာကိုဘုရားသခင်ကကျွန်တော်ကိုဖော်ပြပေးတယ်။အဲတော့အရင်တုန်းကတော့ကျွန်တော်တို့ရဲ့အပြစ်တွေအပြစ်တွေအတွက်တနစ်တကာပုံမှန်ယေဘရဟိတ်ကကိုယ်စားတဲတော်ဝင်တန်ရှင်းရာဌာနတွေကိုဝင်ရပြီမယ်။ခရစ်တော်တည်ခံခြင်းအမှုကို ပြုပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အတွက် ကြားခံမလို့တော့ဘုရားတခင်နဲ့ဒါတိုက်စကားပြောလို့ရတယ်အဲ့တော့ကျွန်တော်ခရီးရနေရဲ့ယုံကြည်ခြင်းထဲမှာကျွန်တော်ဆန်းစစ်တဲ့အခါမှာအဲ့တော့ဘုရားတခင်နဲ့စကားပြောဖို့ဒါတိုက်စကားပြောနိုင်တဲ့အခွင့်ကိုပဲပေးတာမဟုတ်ပဲတဲ့ခရစ်တော်ဟာတုံးရမြောက်တဲ့နေ့မှာဘာဖြစ်တယ်လဲတည်ခြင်းကရှင်ပြန်ထမြောက်တယ် ဒီနေ့ခရစ်တော်ရာဒီနေ့ဒီချိန်မှာလွန်ခဲ့တဲ့ AD 30တုန်းကရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ကျမတို့ယုံကြည်နေတာတွေအားလုံးဟာအချီးနည်းပဲနားလည်မင်းတော့လောကမှာလူတိုင်းမတည်ဘူးလားမြုပ်တယ်လူတိုင်းကတည်ခြင်းနဲ့ပဲလန်းဆုံးတယ် ဒါပေမဲ့ကျွန်တော်တို့ကူးပွေတဲ့ခရစ်တော်ဟာတော့ဒီနေ့သူ့ကိုမြုပ်တဲ့အချိန်မှာသူဟာသေခြင်းကိုအောင်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုတောင်းရဲ့မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခြင်းနဲ့တည်တည်ပြတယ်။အဲတော့ခရစ်တော်တပါးရှင်ပြန်ထမြောက်တာမဟုတ်ဘဲနဲ့ကျွန်တော်ကျမတို့ဟာလည်း ခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းကိုခံရတယ်ဆိုတာကိုတီးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့လဝါးကားတိုင်းမှာတက်တော်ပြီလေခရစ်တော်ဟာသူ့ရဲ့အထံတော်ကိုကျွန်တော်တို့ကိုစွဲခေါ်သွားတဲ့ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ရင်တွေ့ဖြစ်ပါမယ်။အဲလိုခရစ်တော်နဲ့ကျွန်တော်ဟာအတူတည်ခဲ့တယ်အတူတကြူခဲ့တယ်လုံးရမြောက်တဲ့နေ့မှာကျွန်တော်တို့အတူရှင်ပြန်ထမြောက်ခြင်းခံရတယ်။ကောင်းကင်ရဲ့မှာကျွန်တော်တို့ဟာနေရာရတယ်။ကောင်းကင်သာဖြစ်ပြီ။တနည်းအားဖြင့်ကျွန်တော်တို့က ်ကောင်းကင်ရောက်ကြောင်းဆိုကျွန်တော်တို့ကယုံကြည်ရတာတဲ့ကျွန်တော်တို့ကကောင်းကင်ရောက်နေပြီဆိုတဲ့အရာကိုသိရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့အတင်းတော်မှာကရင်ဦးလေးမိသားစုတစုရှိသူတို့က UN နဲ့နေတဲ့အခါမှာ UN ရပြီဆိုတာနဲ့သူတို့ဘယ်နိုင်ငံကိုတွားရမလဲဆိုရယ်သူတို့ရဲ့ကိုကြီးအချင်းတွေအားလုံးကိုသူတို့ကိုပို့ပေးပြီဥပမာတစ်ခုတချို့ကနယူးဇီလန်တွားမယ်တချို့ကအမေရိကကိုတွားမယ် UN နဲ့ချိတ်ဆက်တဲ့ခါမှာဘယ်ကိုတွားမလဲလို့မေးတဲ့ခါမှာအမေရိကကိုတွားမယ်လို့ပြောလိုက်တော့ကျွန်တော်တို့ရဲ့ကိုကြီးအချင်း UN မှာတင်ထားတဲ့ fine တွေအားလုံးအမေရိကကိုရောက်လိုက်အဲ့တော့ကျွန်တော်တို့မလေးရှားမှာရှိနေတော့ညာလေကျွန်တော်တို့နေရမယ့်ဟာကတတိယနိုင်ငံက အမေရိကဖြစ်တယ်။ဘာကြောင့်လဲ။ကျွန်တော်တို့ကိုယ်ရေးအချင်းအလုံးဟာအမေရိကကိုရောက်သွားတယ်။ဒါပေမဲ့ကျွန်တော်တို့တွေလည်းလောကမှာတော့ကျွန်တော်တို့တွေအသက်ရှင်နေသေးတယ်။ဒါပေမဲ့ခုနကခရစ်တော်ပြုတ်ခဲ့တဲ့အမှုတွေကိုကျွန်တော်တို့ကဂကနနယုံကြည်နားလည်လို့ရှိရင်ကျွန်တော်တို့ဟာကောင်းကင်ရောက်လိမ့်မယ်လို့ထင်ရတဲ့အထဲမှာကျွန်တော်တို့မပါဘူး။ကျွန်တော်တို့ဟာကောင်းကင်ရောက်ပြီးပြီ။ကောင်းကင်ရောက်ကြောင်းကို တိရမယ်အဖွဲတွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလေဒီမှာရှိတဲ့ညီကောင်မတော်မတွေကလည်းပြောပြဝေငှချင်တယ်